China ပေရူးဆိုတာ blueberry ကို export လုပ်ရတဲ့နိုင်ငံအများကြီးများ export လုပ်တယ်အခုတော့ USA က twin ကုန်တွေကိုအခွန်ကောက်တဲ့အတွက်ကြောင့်တရုတ်ပြည်ကိုသူကပြန်ပြီးတော့လှည့်နေပြီနော်ဘာကြောက်လဲ blueberry ကြိုက်တယ်လို့ရှိတာကိုမောင်မှရေးတာပါ China has insatiable demand and has built a huge new port near Lima that cuts shipping time across the Pacific in half.

ဇေနုံရှစ်ပစ်ခေါ်ဆာရဲ့တော်တော်လေးတက်တာပါပြီတတိယရမပုတ်တော့တရုတ်မားခဲ့ရတယ်တရုတ်နေရတယ်ဘရူးပန်ကြီးစားရတယ်အာရှမှာဆိုရင်ဘရူးပန်ကြီးရှိရောရှိတယ်ဒါပေမဲ့အမေရိကတော့မပေါ်အများကြီးမရှိဘူးနော်အမေရိကမှာဆိုရင် raspberry ရှိရဘရူးပန်ရှိရ blackberry ရှိရ strawberry ရှိရမျိုးစုံပေါ့အဲ့တော့ဒီလိုမျိုးလက်တဲ့အမေရိကကနေပြီးတော့ပီယူကနေပြီးတော့တရုတ်နေရမှားတယ် အခု US ရတဲ့သူ့ကိုတွင်းမယ်ဆိုရင်အခုပေးရတဲ့ကြောင်းเนาะရှိရှိလေးပဲအမေရိကန်ကိုစုမာတွေကဈေးကကြီးွားပေးရတာအော်ဘလူးဘယ်ရီကဈေးကြီးရဈေးကြီးရဆိုသူမစားတော့တခြားကပြောင်းစားရစားလိမ့်မယ်ဒါမှမဟုတ်တခြားနိုင်ငံဟာဝယ်ဝယ်အဲ့ပီရူးကလည်းဈေးကွက်ကနေဝါတော့နေဝါတော့အေးတခြားဈေးကွက်ရှာမယ်ဘယ်မှာရှိရတရုတ်လာတယ်အမေရိကန်တောင်ပတ်ကိုနေချက်လာပြီเนาะတောင်ပတ်နေချက်လာပြီးတော့ ေါ်တွေမှာလီးမောင်းတာစောင့်ပေးတယ်စောင့်ပေးတဲ့ကြောင့်အဲအကျိုး benefit ရှိမှာပေါ့။နောက်တရုတ်ပြည်ကိုကုန်နေပါရဲ့အများကြီးတင်ဖို့ဘယ်တော့မှစီးပွားရေးတမဘာလို့မဆိုလောကကြီးမှာ အပေးနဲ့အယူရှိတယ်။တရုတ်ပြည်ကနေပြီးတော့ infrastructure တွေတိုးတက်လုပ်ပေးမယ်။နော်။တရုတ်စီးပွားရေးကိုလုံခွင့်ပေးပေရူးမှာဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပြီးပါရဲ့တရုတ်ပြည်ကိုပစ္စည်းရလိုအပ်တာပြန်ရောင်းတရုတ်ပြည်ကပစ္စည်းရပြန်ဝယ်အဲ့လိုလုပ်လို့တာအဲ့လိုလုပ်တာအဲ့တော့အမေရိကန်ပန်ဝဲကျင်နိုင်ငံရောမှာတရုတ်က

Thanks to genetic innovations, varieties like Eureka Sunset can now grow in arid landscapes like the Pisco Desert. The farm typically ships 60% of its blueberries to the United States and the rest to Europe. This year, aha, blueberry in US, 2012, genetic ni pinya tu ta la jo blueberry ya yan so wa le ne no ေပေါ်မှာစားလို့ရလို့ကြောင့်အများကြီးများ export လုပ်ရပြီ USA ကို60ရာခိုင်နှုန်း export လုပ်ရင်ကျန်တာကို Euro ကို export လုပ်ရင် USC market ကတော်တော်ကြီးရပါတော့60ရာခိုင်နှုန်းနိုင်ငံတနိုင်ငံရဲ့ပီရူးရဲ့60ရာခိုင်နှုန်းကိုဝယ်တယ်ဆိုတော့ဒါ USC တော်တော်အားနာရှိတယ်ပြောရမယ်။နောက် Pesco Desert မှာမှစောက်ရနေပြီတော်တော်လေးကောင်းတယ် genetic innovation ဟာ ဟေး genetic innovation အဲ့အတီးရစားပြီးတော့လူတွေဘာဖြစ်တယ်တော့မသိနော်အတီးအတီးနိုင်တယ်ပတ်သက်ပြီးတော့ကျန်းမာရေးပတ်သက်ပြီး genetic နဲ့ပတ်သက်ပြီးတော့ပညာတက်ထားတယ်လို့ရှိတာရှိရဆိုရင်ကိုမောက်မှာရတာပါအဲ့လိုမျိုးဟာမျိုးတွေစားရဲဆိုရင်တော့အများကြီးတော့ပွင့်အောင်လုပ်ရတယ်အများကြီးတော့ထွက်အောင်လုပ်ရတယ်ဒါပေမဲ့လူအတွက်ဘာများစူးစူးရှိတယ်ဆိုတာကိုမောက်မှာရတာပါစိတ်ရောဝင်စားစရာဖြစ်နေပြီအဲ့ဒီတော့ တရုတ်ပြည်ပါကြောင့်လှည့်ပြီးတော့ In arid landscapes like the Pisco Desert. The farm typically ships 60% of its blueberries to the United States and the rest to Europe. This year, though, it is planning its first big Chinese shipment to mitigate the impact of 10% in US tariffs. Peru overtook Chile in 2021 as the world's largest exporter of blueberries. According to Peru's Foreign Trade and Tourism Ministry, U.S. tariffs could slow the fruit's booming rise that boosted Peru's exports by some $2.3 billion last year. Wow! Peru you know, တန်ပါဆက်ခုကောက်လာတဲ့ကြောင့်အေးအမတန်ပါဆက်မရှိအောင်အများကြီးမုံတယ်တော့အမအတင်းတန်နေဆိုတာမာဂျင်ကအဲ့လောက်ကြီးများကြီးမှများတာတော့အဲ့တော့တန်ပါဆက်ကောက်လာတဲ့ဆိုတော့အမေရိကန်ပြည်သူတို့ရယ်ဘရူဘယ်ဝက်ဆာပို့ပြဈေးကြီးရယ်ဈေးကြီးတော့မြမြမဝက်ဆာနဲ့မဝက်ဆာနဲ့ဆိုတော့ပို့တဲ့ဟာဘယ်မှာပို့မလဲတရုတ်ပြည်ပို့မယ်ပြင်ဆင်နေပြီတရုတ်ပြည်ပို့လို့ပြင်ဆင်နေပြီသူတော်ဆို21မှာဆိုရင်ချီလီကနေအရင်က အကြီးမားဆုံးတင်ပို့တာ blueberry ရယ်เนาะအခုက Peru က2021ကနေပြီးတော့ Chili ကိုကြော်တက်သွားတယ်ကပောင်းမှာ blueberry တင်ပို့အများဆုံးနိုင်ရယ်ဩအခုမှတိเนาะစိတ်ဝင်စားစရာကောင်းလာပြီ Peru ကကပောင်းမှာတင်ပို့က blueberry အများဆုံးတည်တည်ရယ်เนาะအာအရင်နှစ်ရဆိုရင်2.2 billion ရယ် export ပို့ပြီးတော့များပါ blueberry ကြောင့်ဟွန်းစိုးပါဦးအဲ့တော့ဒီလိုမျိုး USA ရအာနာတွေတဖြည်းတဖြည်းတရုတ်ဟာတွေမတိမတာဖဲ့ယူနေပြီတရုတ်ကပို့ပြီးဝယ်နေတယ်တရုတ်အာနာပို့ရှိနေတယ်ဖော့နေပါတယ်တိဆောက်ပေးနေတယ်တရုတ်အာနာပို့ပြီးများလာနေတယ်တော့ဒါကကဘာကြီးအတွက်စိုးရိမ်စရာရှိပါတယ်ဘာကြောင့်ဆိုတော့ CCP ဆိုရဲဟာ Communist Party ဆိုတိရတမ်းပဲနော်အာအဲ့လောက်ထိကောင်းတာမဟုတ်ကောင်းတာမဟုတ်တဲ့ကြောင့်တရုတ်မကောင်းတဲ့အစိုးရအာနာပို့များလေတယ် မကောင်းတာတွေပို့ပြီးလွှမ်းမိုးလာလာမယ်။မကောင်းတဲ့လူတွေကအာနာရှိနေတယ်၊ကဘာကြီးကကောင်းတာပို့ဖြစ်လာမယ်။အဲအကြောင်းကောင်းတဲ့လူတွေအများကြီးများရှိဖို့အရန်ရည်ကြည်ပါလေ။เนาะတိကျရင်ဆရာရဲ့ဗီဒီယိုကွန်မန့်အောက်မှာတွားကြည့်ရတယ်။ဆဲလူတွေကမကောင်းတဲ့လူတွေ။เนาะကောင်းတဲ့လူတွေကကောင်းတဲ့စကားပြောတယ်။เนาะပြိတ္တရောကောင်းတဲ့လူလားမကောင်းတဲ့လူလားကွန်မန့်မှာရေးတာပါ။ဆက်ပြီးတော့နားထောင်မယ်။ Yeah Seller Kelly Montalvo told Reuters in May that the tariffs have affected her business because people buy less when the produce becomes more expensive. <laughs> Exports of blueberries dipped 30% year on year in the first quarter of this year due to a change in harvest timing. Even as quarterly U.S. shipments ticked down, those to China rose from a lower base. Bentin. So, so, ပိုကောက်ရတဲ့ကြောင်းလည်းနော်ဝယ်စားရတော့နည်းနည်းပိုပြီး short စားတယ်ဒါထုံးစားမယ်အေးအရင်ကနှစ်ဘူးဝယ်စားမှဆိုအခုတဘူးပဲဝယ်စားလာမယ်နော်ဘာကြောင့်ပိုစေးကြီးရတဲ့ကြောင်းအဲ့တော့ तू ထိခိုင်ရပါအာဒီနှစ်2025 first quarter မှာလည်းပထမဆုံး3လမှာလည်းရှစ်မှတ်တွေက30%ကျပါဘာကြောင့်ဆို harvest စားလည်းအဆင်မပြေလို့ကြောင်းနော်အေးစိုက်ပျိုးရေးဆိုတာတည်တဲ့တမ်းပဲနော် ရာဓုကောင်းရင်အဆင်ပြေရာဓုမကောင်းတခုဖြစ်တယ်ဆိုရင်အဆင်မပြေတော့အဲလာမျိုးကြောင့်ကြာပါပြီ US ကိုပဲတင်ပို့ရကြာပါတယ်တရုတ်ပြည်ကိုတင်ပို့ရတာကြောင့်တပြေးတည်းပို့ပြများလာပါတယ်အဲဒီတော့ပလိတ်တကြီးကနောက်တစ်ချိန်မှာတရုတ်တင်ပို့ရပို့ပြီးများလာမထင်သနာဒါမှမဟုတ် US က60%ရနေလို့ထပ်ပြီးတိုးနိုင်မထင်သနာ is forecasting a noticeable increase to China as the harvest begins to peak around August. Peru's new Chinese controlled port of Chancay cuts the sea journey times to Asia in half to just around 20 days, a big plus for keeping fruit fresh. Benting called the port a game changer. Wow, wow. The project, အာရှဈေးကွက်တွေထွက်လာပြီအများကြီးပဲเนาะအာပြီးတော့အဲ့လိုမျိုးဘာကျူးရှိတယ်တင်းယုံနဲ့အာဆီယံနဲ့ free trade agreement ရှိတယ်เนาะအာဆီယံနိုင်ငံရဲ့သဘောကြမှာမဟုတ်ပျော်မှာပေါ့เนาะပစ္စည်းရေဟို blueberry ရေဝယ်ဝယ်လို့ရမယ်အာရှမှာ blueberry စိုက်လာတာမသိမစိုက်တော့မစိုက်တော့ဘူးလေလက်တဲအမေရိကန်နိုင်ငံမျိုးကပိုးပြီးစိုက်ကြတယ်เนาะ August မှာ blueberry ပိုးပြီးတော့ ွာလာထိတ်ဆုံးမယ်အများကြီးထွက်တာထွက်တာအများကြီးပဲနော်တရုတ်ပြည်ကိုလည်းတင်အများကြီးတင်ပို့နေပြီဩဂတ်စဆိုအေးမစိုးနောက်ပိုင်းကျ blueberry အများကြီးအများကြီးစားရတော့မယ်ဈေးကြီးပေါ်လာတော့မယ်နောက်ပိုင်းကျအများကြီးထွက်တာဟာဟိုအဲ့တော့အာရှကအများကြီးတင်ပို့တော့မယ်အဲ့ချန်ခိုင်းဆိုရဲတင်မောစိတ်ကြောင့်သူတို့လေဓမားတွေပြည်ဘွားလေဓမားတွေကပြောတာပေါ့ဒါထုံးစံတယ်ပဲပြည်ဘွားကသူ့နိုင်ငံသားတွေကိုကြည့်ရမှာပဲဟုတ်တယ်မလားဘာကြောင့်လဲဆိုတော့နိုင်ငံ တမန်တာဆိုတာကเนาะပီရူတမန်တာကလည်းအဲ USA နဲ့ပြည်တနာဖြစ်တဲ့အာ Terry River ကောက်တယ်เนาะကောက်တယ်ဆိုတော့အဲတခြားဈေးကွက်ရှားမဲ့တာဝန်ရှိရတယ်အဲရောအခုတရုတ်ပြည်ကနေပြီးတော့အဲသူကလူကောင်းဝင်လောက်တာဝင်လူကောင်းဝင်လောက်တာသုံးဆန်ဆိုရင်တရုတ်တွေကိုအာကဘာနဲ့ကြည့်ရမရဘူးလားအခုကြောင့် President Trump တက်လာတယ် President Trump ကဂျေဇူးကြောင့်เนาะ President Trump ကတကဘာလို့အခုကောက်တယ်အခုကောက်တယ်တော့ ကုန်သွယ်စစ်ပွဲလုပ်တဲ့ကြောင်းတခြားနိုင်ငံတွေဥရောပနိုင်ငံတွေအာလက်တင်အမေရိကနိုင်ငံတွေကတရုတ်ကိုပို့ပြီးတော့ပြေးကပ်သွားတရုတ်ကဒုတိယအကြီးမားဆုံးနိုင်ငံဟိုဂျပန်ကလည်းဘာမှတိတ်ပြီးတော့ဝင်မဆော့ဖက်တော့တကမာလုံးနဲ့เนาะအရင်ကဆိုဂျပန်ကစီးပွားရေးကအရန်ကောင်းတယ်အခုကဂျပန်ကသူ့ဟာလည်းသူ့ဟိုလူဦးရေကြနေရတဲ့เนาะ domestically ရာလည်းစီးပွားရေးအဲ့လိုမျိုးမတိုးတက်တဲ့ကြောင်းမြန်မြန်မဆားနေဘူးလူဦးရေကြလူဦးရေကြနေတယ် ကိုစုမာရီရတဖြည်းဖြည်းငဲလေတယ်ငဲလေတယ်ဖြစ်တဲ့ကြောင့်ကဘာပေါ်မှာစီးပွားရေးကအဲ့တော့တော့မလုံတော့တရုတ်ရဲ့ညူးရေကြပေမဲ့လည်းညူးရေကတကမာမလူညူးရေအများဆုံးပဲတရုတ်နိုင်ငံဟုတ်လို့ပါအဲ့တော့စားတော့အများရှိတရုတ်နိုင်ငံပိုပြီးတိုးတက်လေတယ်ဝယ်လို့အပူကောင်းနေတယ်ဝယ်လို့အပူကောင်းနေတယ်နောက်မှကြရင်အများကြီးအများကြီးတင်သွင်းတော့မယ်တင်သွင်းခါကျ USA အာဏာတဖြည်းဖြည်းရောလာတော့မယ်အဲ့တော့ USA လောက်လာမယ်နီးလာတော့ innovation ရရှိတယ် technology ပတ်သက်ထားပြီးတိုးတက်အောင်လုပ် innovation တော့ပြီးတော့တိုးနိုင်ငံပေးတာလက်တဲ့အမေရိကဆောက်အမေရိကနိုင်ငံတွေကိုပို့ပြီးတော့ကိုယ့်ဘက်ပါလာလို့ရမယ်။တော့တိုးစီမှာ investment တော့တင်းမောစိတ်ပဲဖြစ်ဖြစ်လမ်းတွေပဲဖြစ်ဖြစ်เนาะအမေရိကောက်ဓာတ်ရက်သွားတဲ့ line တွေတင်းမောစိတ်တွေအကုန်လုတ်လုတ်ပြီးတော့ view လုတ်ပြီးတော့စီးပွားရေးတမားတွေပို့ပြီးတော့လုတ်ခွင့်ရအောင်အမေရိကစီးပွားရေးတမားပို့လုတ်ခွင့်ရအောင်တောင်းเนาะအများအများလုတ်ရတယ်တရုတ်အတန်ပြန်ပြီးတော့လုတ်ရနောက်မကြတယ်ဟုတ်เนาะ နောက်မကြတယ်ဒါပေမဲ့အဲ့လိုဆက်မလို့ရန်သူဆက်ဖြစ်နေမှာဆိုရင်တော့တရုတ်ကတနည်းနည်းတချင်ကြရင်ကပောင်းမှာနံပါတ်1ဖြစ်လာနိုင်မယ်เนาะ soft power အရေးကြီး soft power ရန်ကောင်းတာတရုတ်ကအာအမေကတရုတ်ကြောက်တာဘာလဲဆိုတော့ soft power ကောင်းတာ ਨੇ နောက်တစ်ခုကဘာလဲဆိုတော့ red material ရှားပါတတုရှားပါတတုတရုတ်က90%တော့ပိုင်လာဒါကဘာလို့မကျေနိုင်တဲ့နိုင်ငံရှိမှာအဲ့ဒီနိုင်ငံမတင်ဖို့တော့ရှားပါတတုရှားပါတတုဆိုရင်ထွက်တာအများကြီးထွက်တယ် ဒါပေမဲ့အဲ sharper တက်သူ processing လုပ်ရတဲ့နည်းပညာတရုတ်က control လုပ်တာအများစုလုပ်ထားတဲ့တော့ကြတရုတ်ကအရန် negotiation တော့အရန်ကောင်းအခု president ထောက် shop ပေးတယ်ဘာကြောင့်လဲဆိုတော့ sharper တက်သူကြောင့် sharper တက်သူတရုတ်က low ကတင်ပို့အောင်ဟာ short ချလိုက်တော့ကြောင့် US ရဲ့ဒုက္ခရောက်တယ်ဘာလို့အဲ့ဟာနက်နက်နေထုတ်နေရမှာရဲ့အရန်အတုံးဝင်တယ် sharper တက်သူကတော့ကားတွေပါတယ် EV ပါထုတ်လာရင်အတုံးဝင်တယ် Tesla, Elon Musk အရန်လိုအပ်တယ် လိုအပ်တဲ့ကြောင့်တရုတ်ကနေကင်နိုင်ရတဲ့အမေရိကလှုပ်လို့မရတော့အဲအကြောင်းဘက်ဇစ်ထွက်လာရဲ့ရှော့ပေးတာဒါပေမဲ့တကယ်လည်းလှုပ်ချင်တယ်ဆိုရင်အများကြီးလိုရ investment local investment လုပ်ရမယ်အင်းဒီနိုင်ငံတွေနေကိုကိုယ့်ဘက်ပါပို့ပြီးလုပ်ရမယ်ပြီးတော့နိပညာပို့ပြီးတိုးတက်လုပ်ရမယ်နိုင်ငံခြားပညာလာတဲ့လူတွေကိုအေးအမေရိကမှာနေထိုင်ခွင့်ပေးရပေးရမယ်အဲညှို့စရာအများကြီးရှိတယ်ဒါဆရာဒါပြောပြတာ ဆရာတမနာဖြစ်မှာဆိုဘယ်လိုလုပ်လုပ်မလဲဆိုတာတမနာလုပ်မှာမဟုတ်ဟိုင်းပြောပြတာအာပြီးပါရင် connectivity အရင်ကောင်းအောင်တော့မယ် USA နဲ့တခြားလက်တဲ့အမေကလမ်းတွေပဲဖြစ်ဖြစ် infrastructure ပဲဖြစ်ဖြစ် manufacturing ကောင်းလို့ဆိုတာ connectivity ကောင်းဖို့အရေးကြီးကိုကထုတ်ကုန်ထုတ်ပြီးတော့တင်ပို့ဖို့အတွက်လမ်းစရိတ်အရင်များနေဆိုရင်ကမ္ဘာမှာတင်ပို့တာအကောင်းဆုံးနိုင်ငံဖြစ်မှာမဟုတ်ဘူးတရုတ်ကကမ္ဘာမှာ manufacturing ထုတ်ကုန် ထုတ်တဲ့နိုင်ငံအကြီးဆုံးเนาะဥရောပလေရောဂျပန်ရောအောင်ပေါင်းစည်းထားအောင်မတရုတ်မမြင်ဘူး။ဘာကြောင့်လဲဆိုတော့ तू ကဈေးတက်တာတာထုတ်ရတယ်။လူရဈေးတက်တာရှိရပြီးတော့နီးပညာအများကြီးတိုးတက်တယ်။ပြီးတော့ရေ logistic เนาะ connectivity တကဘာလို့ဆက်တူလမ်းဘက်ဆက်တူရေ तू အကုန် investment အများကြီးလုပ်တယ်။ तो အဲ့လားလေကြောင့်ပြီးတော့ तू manufacturing technology မှာလည်း तू အများကြီး investment လုပ်လူတွေကို အာပညာလေးပေးတယ်အဲ့လိုမျိုးအများကြီးလုပ်ဆက်ရှိ USC ကเนาะအဲ့လိုမျိုးကုန်တော်ရေးစစ်ပွဲလုပ်မဲ့အစားဒီလိုမျိုး investment တွေ infrastructure တွေမှာ investment လုပ်တာလို့เนาะလူတွေရဲ့ manufacture ပဲပညာလေးပို့ပြီးဖြန့်ဝေပေးတာလို့ဒါမှမဟုတ်ရင်တခြားဈေးသက်တာရချင်တခြား manufacture တွေပတ်သက်တဲ့ပညာလေးပေးမယ်တခြားနိုင်ငံလားလူတွေလားဒါကအဲ့အဲ့ရထွက်တဲ့လူတွေကိုဈေးပေါ်ပေါ်ပေးဟုတ်မှာကိုယ့်စီမနိုင်ငံပညာလာတင်နေ manufacture တွေပတ်သက်ပညာလာတင်တင်ဦးမှာရက် အဲ့ဘွဲရတဲ့ green card ပေးပေးဝရင်အင်း green card တော့ထုံးစံတဲ့ company က sponsor ပေးမှ green card ပေးမှဆိုရင် company ကဇီးတက်တက်တာခောင်းရမယ် foreigner foreigner က green card လိုချင်တဲ့ကြောင့်ဇီးတက်တက်တာလည်းပေးလုံမယ် manufacturer အဲ့ဒါဆိုပြီးပြီကိုယ်နိုင်ငံကလူတွေလုံးเสียမလုံးเนาะကိုယ်နိုင်ငံအမေရိကန်နိုင်ငံသားရဲ့ဇီးတက်တက်တာလည်းလုံမှာမဟုတ်အများအများရှိရပါဘောเนาะအဲ့ဒါကြောင့်နေ့တော့ကြာမယ်နေ့တော့ကြာမယ်ဒါပေမဲ့ အမေရိကသားအချက်ကဘာလဲဆိုတော့ဤပညာကောင်း AI နဲ့ပတ်သက်ဤပညာ AI ကို Nvidia support လုပ်ရှိပါတယ်အမေရိကနိုင်ငံကုမ္ပဏီပဲ support လုပ်မယ်ဆိုပွဲတိတ်ပြီ AI မှာထိဆုံးရောက်ပြီဆိုရင် AI ဤပညာရှိမှတကဘာကနိုင်ငံရ US AI ဤပညာမတုံးချမှာဆိုရင် US ကုမ္ပဏီကအရေးဆက်ပါအောင်မှာဖြစ်ပါတယ်အဲ့ကြောင့် AI ကအဓိကပါ manufacturer တော်တော်လေးကြာမယ်နော်ပြန်ခေါ်လာဖို့ဆိုတော့မဖြစ်နိုင်အောင် တရုတ်ကတော်တော်လေးအရန်တာနေမယ်အဲ့တော့ AI ကို focus ထားနေမှာဆိုတော့ပွဲတိမ်မယ်ပလိတ်တက်ရောင်ဘယ်လိုသဘောရအောင်လဲအမေရိကနဲ့ပြီးတော့ US တရုတ်ပြည်ကိုနိုင်ဖို့ဆိုရင်ဘယ်နေရာကို focus ထားတင်နေတယ်မှာလဲကိုမအမှားရတာပါ Okay ပီရူးကိုကြည့်ရမှာဆိုရင်အာ exporter ပီရူးဟုတ်ပီရူးပြီးပါရင်ပီရူးကနံပါတ်1ပဲပြီးပါရင်ချီတီတဲ့ဟော US ရဲ့ထုတ်တာပဲ blueberry ထုတ်တာပဲเนาะ blueberry ထုတ်တာပဲ အော် USA ကြောင့် import တာအာ USA က PU စီကနေပြီး import အများကြီးလုပ်တယ် blueberry အော် EU တရုတ်အာ EU ကတရုတ်က import လုပ်ရမယ်ဒုတိယတတိယမှာရှိရပါဘော European Union နဲ့တရုတ်ပြည်ရဲ့ USA ကနံပါတ်1ပဲเนาะနံပါတ်1 PU ကဘာကြောင့်အောင်မြင်လာတိရ PU က micro climates သူ့မှာနေပြည်အများကြီးများရှိတဲပဲမျိုးစုံကတဘာဝเนาะ weather climate မျိုးစုံ ယာဒူးလူမျိုးစုံရရတဲ့အကြောင်းအာဘလူးပယ်ရယာဒူးလူနော်ထူကြတဲ့ယာဒူးဦးမှာပဲပေါက်တာအဲကြောင့်သူပင်ဦးမှာယာဒူးမျိုးစုံရှိရခြင်းတကြောင်းအောင်မြင်တာဗောအဲကြောင့်နော်ဘလူးပယ် export အရင်များတယ်အာ exporter ရှာကြည့်တာညက2020ကဘာမှာထိဆုံးစပြီးတော်လာတော့ချီနီဘောတော့ချီနီဘောတော့ export USA ပြန် export လို့ USA မှာလည်း blueberry ထွက်တာပဲထက်တာကထက်တာ USA က စားသုံးသူအရင်စားသုံးမှာများတဲ့ကြောင့် US ကပစ္စည်းတွေစားသုံးတဲ့အပြင်ကိုဩတခြားနိုင်ငံကဝယ်ရတယ်ပြီးတော့ US ကဘလူးဘယ်ရီဆိုတဲ့တင်ပို့တယ် Okay US ကစားသုံးသူအရင်များဆိုဘာကြောင့် US ကတင်ပို့တာအရင်များလာတယ်မသိနော်အကြည့်ရဘလူးဘယ်ရီအမျိုးမျိုးအမျိုးအမျိုးစားမတူဘူးသူပါလဲ US က high end ဘလူးဘယ်ရီ export လုပ်တယ်အာပီယူတခြားနိုင်ငံက low end blueberry ရတင်ပို့လို့လို့အဲ့လိုဖြစ်မှာပေါ့ဟုတ်လား ဟဲ့ဆက်ကြည့်စပိန်ရဲ့ကောင်းတယ်စပိန်ရောကနေဒါနယ်သာလန်ဆောင်မော်ရိုကိုရဲ့အာဘလူးဘယ်ရီ export လုပ်ရမယ်ဟွန်းစိတ်ဝင်စားတာရှင်းဂျိန်းတရာပေရူးကနံပါတ်1ပြနံပါတ်2ရချီလီပေါ့ချီလီပြီးတော့ဂျန်တဲ့နိုင်ငံတွေမှာ US ဆိုစပိန်တို့ကနေဒါတို့နယ်သာလန်ဆိုမော်ရိုကိုတို့ရှိပါတယ်เนาะဟေးအဲ့တော့တရုတ်ပြည်ကအဓိကကတ်သွားတဲ့အကြောင်းကြီးကဘာလဲဘာကြောင့်လဲဆိုအချိန်တက်တာပါတို့ကြောင့်တရုတ်ရှစ်ပေပေါ့เนาะတင်မောစိတ်ကြောင့် အင်းရှားဘက်ကို export လို့ဟာမိနစ်27မိနစ်20ပေါ့ရက်20ပဲကြာရက်20ပဲကြာတယ်လို့ကြောင့်အဲ့ဒါအရင်အဆင်ပြေတယ်အဆင်ပြေတော့ကြာအဲ့ညာကြောင့်တရုတ်ကတပြေးပို့ပြီးအာနာရှိလာတာအဓိကအချိန်ပဲအချိန်တူတူနဲ့ပတ်စံမြင်များရမှာဆိုရင်နိုင်ငံတကာတိုးတက်မှာပဲအဲ့ကြောင့်ပရိသတ်ရောလဲကိုယ်ဘဝကြီးတိုးတက်စခြင်းအချိန်တူတူနဲ့ပတ်စံမြင်များရဖို့တော့အရေးကြီးဆရာဆိုရင် တောင်းနေတဲ့တောင်းလင်းထောင်ဟာနေပြီးနှစ်သိန်းကျော်နှစ်သိန်းလေးတောက်ကျော်ဆက်ခွန်နှဆချမ်းသာအောင်လုပ်တဲ့ပညာရှိတယ်နော်ပလိတက်ရတဲ့အဲ့ပညာတက်ချင်ဆိုရင် stock investing call option put options advanced option day trading မှာစောတက်ရပါတယ်ဒီတင်တန်း၅ခုကိုတနေ့တည်းတက်ဖို့ဆိုရင်တက်လက်မဲ့ဆိုရင်ချမ်းသာမှုကိုပို့ပြီးတော့များပါပါတယ်လူတိုင်းချမ်းသာမလားဆိုလူတိုင်းမချမ်းသာဘူး မဖြစ်မနေကြိုးစားခြင်းနဲ့ရှိရတဲ့လူတွေမှာမိဘကျေးဇူးဆက်ခြင်းတွေစိတ်ထားကောင်းတဲ့လူမှာချမ်းသာမှာကျင်းပူများပါနဲ့ဒီနေ့ပဲတူးတက်ခြင်းဒီနေ့ပဲတင်တဲ့ကို YouTube ဗီဒီယိုလင့်နေ description မှာကိုမအောင်ပါဆင်းတွေ့နေပါ I'm the ရဲ့ကျေးဇူးတင်ပါတယ်ဆရာဆရာရဲ့တင်တဲ့လေးခုကိုတက်ပြီးတဲ့အမြောင်းကိုထူးထူးခြားခြားရခဲ့တယ်တင်တဲ့အပြီးပထမလာမှာ 9200ကျော်ဒုတိယလမှာ2800ကျော်အမြအများကြီးရခဲ့တယ်။ပို့ထူးခြားတာကဆီယန်နဲ့မန်တော်ရှိဆက်တွေ့ပြီးတော့ဆက်ပြီးကြိုးစားတာအရင်အောင်မြင်ပါတယ်။ကျမ offshore လောက်တဲ့ယခုတလအမြငွေကဆူရှိနှစ်ဆိုင်ကရတဲ့အမြငွေထက်ပိုများတယ်။ဆီယန် rich ကိုအရင်ချင်းတင်ရတယ်ဆရာ။အချိန်တိုတော့တွင်အောင်မြင်တဲ့အတွက်လူတိုင်းကိုလည်းကျမလို့ဖြစ်အောင်အားမလျှော့ပဲကြိုးစားပါလို့လောဝရုပ်ယူကြည့်ကြည့်တိုက်သွင်းပါတယ်။ 是呀，再睡觉嘛，宝贝。